2025ခုနှစ်အောက်တိုဘာလ12ရက်တနင်္ဂနွေနေ့သခင်ပြားနေမနေ့စောစောနှကရဏီဖျားသခင်သားတဲ့အောင်လာတဲ့ကျွန်တော်သတိခံစားပြီးတိတာကလာသွားလာခြင်းလည်းမဲ့ခွင့်ရွတ်ပြစ်စီပြည့်တဲ့ဖြစ်ရှင်နာမှာပုံကြည့်ပါစေတော့သခင်ပြားနေဖြစ်တည်နေကြီးမြို့နယ်သက်ဆိုင်တဲ့ conservative evangelical mission minded church မှာပေါအောင်တယောက်ချင်းဟာအကောင်းဆုံးသောအရာ ဖြစ်ပါတယ်။တန်ရှင်းသူချင်းချင်းစီဝေးခြင်းမှုမရှောင်မလွဲကြနိုင်လို့ကြားစာလာတဲ့အတိုင်းကျော်ဒီဂရီမှာ ပြီးတော့သက်ဆိုင်တဲ့အသင်းတို့မှာတွားရောက်ပြီးတော့မိသားအဖွဲ့ပါဝင်ဖို့တို့ကရှိဥစွာဖော်ပြလိုပါတယ်။ကာလချင်းရွေးတော့မဆိုရင်နှစ်ဆအနေနဲ့ဒီကနေ့ပါဝင်ကျော်ကျမတယောက်ဖြစ်နေသက်ရှင်ခဲ့ရပါအောင်285ရက်ရှိခဲ့ပြီဖြစ်ပါတယ်။ကွန်လကဲ285ရက်ကိုဘယ်လိုအသုံးပြုခဲ့လဲဆိုတာပြန်ပြောင်းပြီးဆန်းစစ်စစသွင်းခြင်းမှုံတွင်ကြရအောင်။ကျန်ရှိသေးတာတော့မနက်ဖြန်စရည်နှစ်ကုန်တိရပောင်း80တိတိပဲကျန်ပါတော့တယ်။ကျန်ရှိသေးတဲ့ရပောင်း80ကိုလည်း ကာလချောကောင်းဆိုရွေးနှုတ်ပြီးတွာလာခြင်းလည်းပို့လို့မှာရှေးဦးစွာတိုက်တော်နှိုးဆိုလိုပါတယ်ဒီကနေ့ my blessed morning အစီအစဉ်ကိုအဓိကခြေပြုမဲ့ကျမ်းစာကတော့ရှေလုကာခရစ်ဝင်အခန်းကြီး16အပိုက်ငယ်34ဖြစ်ပါတယ်သူစကားတော်တခုံးကိုမြတ်တပည့်တော်တို့သည်နားမလဲကြထိုเจ้าရာသည်ဟွက်ထားလက်ရှိသည်ဖြစ်၍မိန့်တော်မူချက်အ ਨੇ ကိုမရိပ်မိကြ မကတော်သည်အသက်ရှင်တဲ့စကားတော်ဖြစ်တိုင်းရောက်တိုင်းပေါ်ဘုရားသခင်သည်အတုတဖန်ပြန်လဲကောင်းချီးပေးပါစေတော့အာမင်အရှင်ရှုကဟွက်ထားတယ်လို့ပြောပါတယ်သူတို့ဘာသတင်းစကားတွေကို နားမလည်နိုင်တာလဲအနက်ကိုမသိနိုင်တာလဲအပိုက်ငယ်31ကစပန်တွေ့ရမှာဖြစ်ပါတယ်အရှင်ရဲ့ပင်မဆင်းရဲဒုက္ခကာရိုင်းရဲ့အသိခံခြင်းနောက်ပြီးတော့တောင်းပြောတဲ့နေ့မှာအသက်ရှင်ပြန်လဲထမြောက်ခြင်းအကြောင်းတွေပြောနေတာဖြစ်ပါတယ်အဲ့ဒါကိုသူတို့ နားမလည်နိုင်ဘူးလို့ပြောပါတယ်။ဘာလို့နားမလည်နိုင်တာလဲ။အရှင်ယေရှုနဲ့ပတ်သက်ပြီးသူတို့ခံယူထားတဲ့အတိတ်ညာကခုနအရှင်ယေရှုပြောတဲ့စကားနဲ့ကြောင်းမြန်ဖြစ်နေလို့ပဲ။သူတို့လက်ခံထားတော့ရှင်ရှုနောက်လိုက်နေတဲ့ခါမှာဣတိလာမျိုးပြောလင်းတဲ့မေရှိယဟုတ်လားဒါဝိရဲ့သားတော်ရှင်ဘီနဲ့ကြွလာလို့သူထင်မှတ်ကြတော့ဒါပကားတိုင်းနဲ့ပင်မဆင်းရဲဒုက္ခခြင်းဒုက္ခခံခြင်းကားတိုင်းနဲ့အသိအယိတ်သက်ခံရခြင်းညှို့နှံခြင်း တော့မြောက်လို့မတင်ချင်ထားမြောက်ချင်ဆိုတော့တို့အဲ့ဒါကိုတို့မသိကြအောင်တို့ရခံချက်တို့ရတို့ရစိတ်လုံးက preset လို့ခေါ်တယ်ကတ်တတ်ထားတယ်ဒါဆိုဒါပဲအဲ့ဒါတို့မှနားမလည်နိုင်ဘူးလို့ပြောပါတယ်ကျောက်ဒီကနေ့ပြန်ကျွန်တော်တို့အရှင်ကလည်းအဲ့ဒီရံနဲ့ပတ်သက်ဟွက်ထားတယ်လို့ပြောတယ်အသေးစိတ်အရှင်ကမပြောပြအောင်ဒါပေမဲ့ကျွန်တော်တို့ဒီခေတ်ကာလအတွက်ကတော့သိသွားပြီအရှင်ရဲ့ကားတိုင်းမှာအသေးခံခြင်းအာကျောင်းစာလာအတိုင်းကတော့ပြတ်ကြောင်းအရှင်ရှုသည် အတိအသက်ချင်းကိုခံတော်မူတယ်။တင်းကြုံပြီးမှကျန်းစာတဲ့တောရမြောက်တဲ့တေချင်းအရှိပြန်ထမြောက်တဲ့တက်ခေါ15ပိုက်ငယ်3လေးပေါ့လေ။ဒါရီကတော့ကျွန်တော်တို့ရဲ့တိထားပြီးတဲ့အရာဖြစ်တယ်။တိထားပြီးတဲ့ကြောင့်ကျွန်တော်တို့ကတော့ခုနဒီပြီးတော်လေးလို့ဟာလားနားမလဲတာအနက်ကိုမရိပ်မိတာမရှိနိုင်ဘူး။အော်ဒါဒီအဖြစ်ဖြစ်ကလည်းပဲကျွန်တော်တို့အတွက်ကတော့ဟာလားရှင်ရဲ့ကားရင်ရိတ်သက်ခြင်းပြုံနေခြင်းတောင်းပြောင်းနေမှာတည်ခြင်းရှင်ပြန်ထမြောက်ခြင်းဆိုရအကြောင်းအရာတွေကိုတော့ကျွန်တော်တို့ကဘာမှ ဇောတကတက်စရာမရှိဘူးယုံကြည်စိတ်ချရတယ်ယုံကြည်သူတွေဖြစ်နေတာ။နံပါတ်1အမှုရာနေကျွန်တော်စဉ်းစားဖို့လိုတာတခါလေးလဲဒီအကြောင်းအရောင်းဘုံတခြားအကြောင်းအရောင်းနဲ့ပတ်သက်ပြီးကျွန်တော်ကခုနပြောလို့ preset mind ကိုစိတ်ကိုကတ်တက်ချုပ်ချယ်ထားတာဒါမှမဒါပဲအဲ့လိုမျိုးနဲ့ကြာစာဖတ်နေမယ်ဆိုရင်ခုနတပီးတော်လေးလိုနားမလည်ဘူးเนาะအနက်ကိုမရိပ်မိဘူးဒါမျိုးတွေဖြစ်နေမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ ဖြစ်သောယုံကြည်သူဤကိုမောမရောက်တိုင်းတို့တမန်ကျမ်းစာဖတ်တဲ့အခါမှာတန်ချွရွင်ဖရားအလင်းပီးခြင်းကို ကိုရောဘာပဲပြောပြောကျွန်တော်ခံယူမယ်ကျမခံယူမယ်ဆိုတဲ့စင်သဘောထားနဲ့ကျမ်းစာဖတ်မယ်ဆိုရင်တပည့်တော်တွေလို နားမလည်နိုင်တာအနက်ကိုမရိပ်မိနေတာမဖြစ်နိုင်ဘူးနားလေခြင်းအနက်တွေကိုအတိတ်ပဲသဘောပေါက်ခြင်းဒီကျောပွားတမန်ရရှိနိုင်မယ်ဖြစ်ကြောင်းကိုကျွန်တော်ဒီကနေပြီးတော့ကျမ်းစာရက်တည်ပြီးတော့ဝင်ကားလို့ပါတယ် ဇာရနုကတော်ရဲ့ဝင်ကားချပြင်းအကြောက်တမ်းပေါ်ဘုရားသခင်သည်အတိတ်တပံပြန်လဲကောင်းကြီးပေးပါစေတော့ဆုတောင်းနိုင်ကြပါစို့မြစ်တော်ရှင်ဖပါးဒီတပည့်တော်များဟာအရှင်ရှုဖျားရဲ့ပင်ပန်းဆင်းရဲဒုက္ခခံခြင်းတပါးမျိုးသားလက်သူအနှံခြင်းပြဲ့ပြူခြင်းညှင်းဆဲခြင်းတတိယနဲ့ထွေးခံခြင်းရိုက်ပုတ်ပြီးတော့ကားတိုင်းမှာရိုက်သက်ခြင်းတောင်းမြောက်သောနေ့၌တည်ခြင်းနဲ့ပြန်ထမြောက်မေဆွဲသတင်းစကားတွေကိုသူတို့နားမလည်နိုင်ကြပါဘူး။ ဘာကြောင့်သူတို့စိတ်လုံးတော့မှာသူတို့မျော်လင့်နေမရှိရတဲ့ကံဒီလိုမျိုးပုံစံလာမျိုးလို့မထင်မှတ်လို့ပဲဖြစ်ပါတယ်။ကြောက်ဒီအကြောင်းကလည်းအရှင်ဟွက်ထားတဲ့အတွက်ကြောင့်မိန့်တော်မူချက်အနိုင်တိပိလို့လည်းသူတို့မရိပ်မိကြလို့ပြောပါတယ်။ကြောက်ဒီမှုရာနဲ့တော့သားတို့ဘဝတည်တာတည်တဲ့ဂါတိုင်းနဲ့ရိတ်သက်ခြင်းမြုပ်နှံခြင်းထမြောက်ခြင်းတော့အလွယ်တကူနဲ့သဘောပေါက်နားလည်ပြီးတကားလားတခြားခြားသောအကြောင်းအရာတွေစမ်းစာဖတ်တဲ့ခါမှာလည်းတန်ရှင်ရုံဖျားအလင်းပေးခြင်းကို ပေးတဲ့အတိုင်းခံယူပါမယ်ဆိုတဲ့စိတ်သဘောထားနဲ့ကြစာဖတ်ရှုနိုင်ဖို့လို့ကတာကိုရင်ဖတ်ကိုရင်မဆပါမီတောက်ချင်းဆိုပါအလင်ပေးခြင်းပဲ့ပြင်းခြင်းတွင်းချင်းသာပြုပြော့ပုဆောင်ကောင်းချီးပေးပါမိကြောင်းထမ်းမြောက်ပြီးအသက်ရှင်တော်မူသောအရှင်ယေရှုဖခင်နာမတော်ဖြင့်ကိုမိပြုပြီးဂျေဇုတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအနံ့ကြပါရဖခင်သခင်အာမင်ဒီနေ့ဆက်နေနေဆိုတော့မနေ့က၁၇ရက်နေ့မိဘများတပါတရားစီစဉ်ကျွန်တော်ထုတ်လွှင့်ခဲ့ပါပြီ။ မနေ့ကမွန်တက်ဆက်နိုင်မှာနားထောင်ပြီလားမပြောတတ်ဘူးနားမထောင်သေးပြန်ပြီးနားထောင်ကြပါအောင်လို့တိုက်တွန်းလိုပါတယ်ပြီးရင်ဒီဝင်ငါချက်ကိုလည်း public မှာ share လုပ်ခြင်းဖြင့်အမှုတော်မြတ်မှာဆက်လက်ပြီးပေါင်းပြီးပါအောင်လို့တောင်းဆိုလိုပါတယ်လောက်ဆိုအပ်သူရောက်တဲ့ပုံမှာဘုရားသခင်ဒီကြီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့တကွတောင်းလောင်းပြီးလမ်းပြတော်မူပါစေသောအာမင်